ညီမဆိုပေမဲ့ငယ်စဉ်တို့ဆုံတဲ့မင်းလာဝဲမှာမတူညီတဲ့တော့ရဲ့ကြောင့်လူပြောများနေတဲ့ဖွေးဖွေးနဲ့ဝုံမောင်ရွှေကြီးညီမဆွေမျိုးတွေဖြစ်ပေမဲ့မတူညီတဲ့ကျင်းစရိုက်စိတ်ထားနဲ့ဖက်ရှင်ကိုမြင်တွေ့ရတာကဖွေးဖွေးနဲ့ဝုံမောင်ရွှေကြီးပါဒီညီမနှစ်ယောက်ရဲ့ပြုမှုကိုပြည်သူချေအမှုပညာရှင်ဆုံတွဲမင်းသမီးချုံလေးဆိုပြတဲ့စင်းနဲ့မင်းသားဟင်းဝေရန်တို့ရဲ့မင်္ဂလာပွဲကြီးမှာမြင်ခဲ့ရပါတယ်ငယ်စဉ်ဆုံတွဲလို့ချစ်စနိုးခေါ်ကြတဲ့သူတို့နှစ်ယောက်ရဲ့မင်္ဂလာပွဲကတော့တကယ့်ကိုမှထိတ်တဲ့အမှုပညာရှင်နဲ့နမဲကြီးပုံကိုယ်လေးဆုံလင်းနေစီကားတိုက်မြိုက်ခဲ့တာအားလုံးသိပါ ဒီလိုထိတ်တန့်ပွဲကြီးတွေမှာဆိုရင်ထုံးစံအတိုင်းပဲဘသူတွေတက်ရောက်တယ်လေဘသူတွေဘလို့ fashion တွေနဲ့ကိုယ့်ရဲ့စင်တန်းကိုပြတယ်လေဆိုတာကပရိသတ်စဝင်စားသုံးချက်ဖြစ်နေကြပါဒီမှာလေထိတ်တန့်မင်းသမီးတွေဆယ်လီတွေကတော့နောက်ဆုံးပေါ်ဒီဇိုင်းတွေတန်မိုးကြီးရင်နာတွေနဲ့ကိုယ့်ရဲ့ကျေဝါခင်မီမှုတွေကိုပြိုင်ဆိုင်ပြသခဲ့ကြပါတယ်တိုင်းမဲ့ဒီတဲမှာမှလူတွေရဲ့မျက်လုံးကိုကြီးကျယ်ဖန်ဆာသွားပြီးတော့ခုချိန်ထိမပြောမပြီးဖြစ်နေကြတာကတော့ဆွေမျိုးညီမဝန်ခွဲတော်ဆဲကြတဲ့ထိတ်တဲမင်းသမီးနဲ့လက်ဝုံမုံရွှေကြီးနဲ့ဖူဖေးတို့ရဲ့ fashion နဲ့သူတို့ရဲ့လုပ်ရပါပဲ မင်းသမီးကလေးခေါ်ကြတဲ့ဝမော်ရွှေရတော့ခတိုင်းလိုပဲသူ့ရဲ့ကွင်းဆိုတဲ့ပုံရိပ်တိုင်းခန္ဓာတောက်ပနေခဲ့ပါရီမြန်မာနိုင်ငံရဲ့ထိတ်တန်းစီးပွားရေးလုပ်ငန်းရှင်တဦးနဲ့ဇနီးတွေဖြစ်တဲ့အတိုင်းတံမိုးအပြင်သိန်းမောင်းတောင်းစီတန်းနဲ့လို့တောင်မှပြောဆိုနေကြတဲ့ရှင်အောင်ဗရမားပြည့်ကြီးကိုစင်မြန်းပြီးတော့တံမိုးကြီးဝတ်စုံနဲ့ပွဲတက်လာတဲ့သူ့ရဲ့ပုံစံကတော့ပွဲကင်းထဲမှာတောက်ပဆုံးကျဲဝင်းတပိလိုဖြစ်နေကြတာမှန်ပါပဲတစ်ဖက်မှာတော့သူ့ရဲ့ညီမဝမ်ခွဲပရိသတ်ချစ်တော်ဖိုးဖေးပါဖိုးဖေးကတော့အမြဲတမ်းသူတိဆောက်ထားတဲ့ယူသားမို့ပွင့်လင်းမှုဆိုတဲ့ပုံရိပ်တိုင်းပဲ အခြားမင်းသမီးတွေရန်နာရီပြိုင်ဆိုင်ဝင်နေချိန်မှာသူကတော့အလွန်တရာမှယိုရှင်ပြီးစက်တရေရှိတဲ့မြမဝစ်စုံလေးနဲ့တန်မိုးကြီးလဲဝင်လာဆိုတာဘာမှမပါသလောက်ကိုမှယိုရှင်းစွာတက်ရောက်လာခဲ့ပါရီဒီအသွင်ပြင်းတစ်ခုကိုကြည့်ပြီးတော့လူတွေကထင်ကျေးမျိုးမျိုးပေးနေတော့မှာပဲအခုနောက်ထပ်သတင်းတစ်ပုဒ်ကထွက်ပေါ်လာခဲ့ပါရီအဲ့ဒါကတော့ပေါ်ယံဝေစာမှုနဲ့ပြောင်းပြန်ဖြစ်နေတဲ့လက်ဖွဲ့ကိစ္စပါပဲကျမတို့စီကိုရောက်လာတဲ့တွေ့တဲ့တွင်ပွဲတက်ပရိသတ်တွေကြားကတီတိုစကားတွေရာဒီညီမနှစ်ယောက်ရဲ့မင်္ဂလာလက်ဖွဲ့ဟာသူတို့ရဲ့ဝေစာစီရင်မှုနဲ့လုံးဝပြောင်းပြန်ဖြစ်နေကြတယ်ဆိုရပါပဲ သတင်းနဲ့ရေဖော်ပြချက်အရသိမ်းမောင်းတောင်းချီတဲ့နဲ့ရန္နနာတွေဝစ်ဆန်လာတဲ့မင်းသမီးဝမုံရွှေကြီးကမင်္ဂလာလက်ဖွဲ့ကိုတော့နည်းနည်းလေးပဲလက်ဖွဲ့ခဲ့တယ်လို့ဆိုပါရီတောင်အချားတဲ့ပြိတ္တတရားအားသိကုန်ကြတာပေါ့ကို့မှာဝတ်ချာရတွေကဒီလောက်တန်ဖိုးကြီးနေပြီးတော့မင်္ဂလာဇနီးမောင်နှံကိုပေးတဲ့လက်ဖွဲ့ကဘာလို့ဒီလောက်နေရရလဲဆိုတဲ့မိကုန်နေထွက်လာခဲ့ပါရီတစ်ဖက်မှာတော့ဝက်စားရတနာဘာမှမပါဘဲနဲ့ရိုးရိုးလေးတက်ရောက်လာတဲ့မင်းသမီးဖွဲ့ဖွဲ့ကတော့မင်္ဂလာဆောင်တွေအတွက်ဘယ်သူမှမထင်မှတ်ထားလာအောင်ရဲ့ရောတဲ့တန်ဖိုးကြီးမာရီ လက်ဖွင့်ဝေပမာဏကိုထည့်ဝင်ပေးခဲ့တယ်လို့သတင်းတွေဆိုပါရီသူတို့ရဲ့ရိုးရှင်းတဲ့အသွင်ပြင်းနဲ့နောက်ွယ်မှာသူတို့တောင်းတတော်သမီးမော်ထားတဲ့စေတနာနဲ့မေတ္တာကိုလက်တွေ့ကြကြရဲ့ရော်ပြသသွားခဲ့တယ်ဆိုပြီးတော့ချစ်ကျူးတန်နေများသွားခဲ့ပါရီပရိသတ်ကြီးတို့ရောဘလို့မြန်မာတလေဒီညီမနှယောက်ရဲ့မတူညီတဲ့လုပ်ရက်ပေါ်မှာပရိသတ်ကြီးတို့ရဲ့မြင်လေးကိုလေကိုမက်မာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်ရှင်အပြင်နောက်ဆင်ခဲ့ကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလည်းစေဝေစားစရာအကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေလေးကိုစောင့်မျှော်ကြည့်ရှုပါပေးဖို့အတွက်မေးကြပါနဲ့ဦးရှင် အပိနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းနဲ့ကိုစိတ်နှလုံးရှင်လန်းချမ်းမြေ့ပါစေကြောင်းကျမတို့ရဲ့ပေလေးကနေပြီးတော့ဆူဒါမီတာစကားလေးလက်ဆောင်ပါလိုက်ပါစေနော်